ကေဒါဒီနေ့မှလေကျွန်တော်တို့ဂမ်ဘာကိုတစ်ချက်သွားကြည့်ကြမှာပေါ့နော်ဂမ်ဘာမှာကျွန်တော်တို့ဒီအခုအခုလိုမျိုးစာလုံးလေးတွေအပလိုမျိုးဖန်နေလေးဆိုတာလေးကိုတစ်ချက်သွားကြည့်ကြမှာဟာဆိုရင်ကျွန်တော်တို့ကဂမ်ဘာကိုသွားဖွင့်ထားဖို့လိုအပ်တောင်းနော်ကိုလုံးမဲပုံကိုလေကျွန်တော်တို့ခါတိုင်းပြောပြောနေတယ်လို့ပဲကျွန်တော်တို့ကနေပြီးတော့ဒီဂမ်ဘာမှာသွားပြီးတော့ upload တင်ထားမှာပေါ့နော်ဒီမှာကိုလိုချင်တဲ့ပုံစံလေးတွေကိုကျွန်တော်ဖန်ကြည့်ဖန်တီးလို့ရအောင်ပေါ့နော် အဓိကကိုလောက်ချင်တဲ့ပုံကိုအာဘလိုလောက်ထားပြီးမှကျွန်တော်တို့ဒီကမ်ဘာမှာလာပြီးတော့အကိုကြိုက်တဲ့ပုံစံလေးတွေဖန်တီးမယ်ကဲဒါဆိုရင် DB DB ဆိုဖိုင်မှာလို့ပဲခုနကပုံလိုပဲတစ်ချက်သွားကြည့်ရမှာမနော်ဒါလေးပြိတ်လိုက်မယ်ကဲဒါဆိုရင်ကျွန်တော်ကကမ်ဘာကိုသွားဖွင့်ထားဖို့လိုအပ်တာမနော်ကမ်ဘာပွင့်လာပြီဆိုလို့ရှိရင်ကျွန်တော်ကဒီဘက်မှာအာ YouTube Terminal နဲ့ပဲလောက်လိုက်မယ် ီညမှာကျွန်တော်ကနေပြီးတော့ဒီမှာတစ်ခုရလာပြီပေါ့နော်ဒါဆိုရင်ဒီကောင်လေးမှာကျွန်တော်ကနေပြီးတော့ကိုလုံးမဲပုံကိုခုနကကျွန်တော်ပြောတဲ့အတိုင်း upload တင်ထားမှာပေါ့နော်ဒီမှာ upload ယူမယ်ပြီးတော့ကျွန်တော်လုံးမဲပုံလေးကြတော့ကျွန်တော်မှာ upload တင်ထားတာရှိတယ်ဒီကောင်လေးကိုတစ်ချက်နေလိုက်မယ်ပြီးရင်ကိုကြိုက်တဲ့ပုံစံလေးကကျွန်တော်ကနေပြီးတော့အနှားကနေပြီးတော့ရှင်းလိုက်မှာပေါ့နော်ဒီပုံလေးကိုကိုကြိုက်တဲ့ပုံစံယူမယ်ဆိုလို့ရှိရင်ပုံနည်းနည်းတော့တင်လိုက်မှာပေါ့နော်။အမှကျွန်တော်တို့လမ်းကြောင်းလေးတွေပို့လာမှာဖြစ်တဲ့ ။အဲဆိုရင်ကျွန်တော်တို့မှာဒီကောင်လေးကိုပထမဆုံးသွားမှာကအဲကျွန်တော်တို့မှာစာရေးရမှာပေါ့နော်။စာရေးဖို့အတွက်ဆိုလို့ရှိရင်ဒီမှာလာရေးလို့မရပါဘူး။ဒီဘက်ကျမှာ attest fee ဆိုတာလေးကိုတစ်ချက်နှိပ်လိုက်မယ်။ဒီ fish မှာပဲကျွန်တော်လာပြီးတော့လုပ်မယ်။ပြီးရင်ဒီ fish မှာကျွန်တော်တို့ဒီဘက်ကအာနောက်ခံ color ကိုကြတော့ဒီဘက်က background ကိုကြတော့အနှဲ့အောင်ပြောင်းထားလိုက်ပါမယ်နော်။ပြတာပြမှာကျွန်တော်ကဒီကောင်လေးမှာ tab ဆိုတာလေးကိုနိုင်မယ် tab မှာလည်းကျွန်တော်ခေါင်းစည်းပုံစံလေး heading ဆိုတဲ့ကောင်ကိုတစ်ချက်နိုင်မယ် ပြင်ကိုကြိုက်တဲ့ပုံစံလေးဒီဘက်ကဒီအနာနေပြီးတော့စာလေးတွေကိုကြည်လို့ရပါတယ်။သူရမောဒီဘက်ကျမ်းမှာရှိတဲ့အပောင်းလေးကိုနှိပ်သွားမယ်ဆိုရင်လည်းစာလုံးလေးကကိုကြိုက်တယ်လို့ကြည်လို့ရမှာဖြစ်ပါတယ်ပေါ့နော်။ Okay ဒါဆိုရင်ကျွန်တော်ကနေပြီးတော့ဒီကောင်လေးမှာငါစာလုံးဖောင်းရေးဖို့အတွက်ဆိုလို့ရှိရင်ဒီဘက်ကျမ်းလေးမှာကျွန်တော်ခါတိုင်းပြောနေတယ်လို့ပဲကိုစိတ်ကြဲဒီကောင်လေးတွေဖန်ပြီးမယ်ဆိုလို့ရှိရင်ဒီကောင်လေးကိုတစ်ချက်နှိပ်လိုက်မယ်။ဒါကကိုယူမဲ့ဖောင်းလေးကိုပေါ့နော်။ ထဖောင်းအကြီးဖြစ်အောင်လို့အကြီးဖောင်းပေးလိုက်ယူလိုက်တယ်။ပြီးတော့ရဲကျွန်တော်ကကိုရေးကျင်တဲ့စာလုံးလေးတွေဒီမှာရေးလိုက်မှာမနော်။โอเคကျွန်တော်ကတော့ဒီမှာ welcome ဆိုပြီးတော့ပဲရေးလိုက်မယ်ပြီးလိုက်ရင် reflection လေးကဒီကောင်လေးကိုအပြည့်ဖြည့်လိုက်ပါမယ်เนาะโอเคဒီလောက်အနေထားဆိုလို့ရှိရင် reflection လေးမှာကျွန်တော်က reflection လေးကိုရောက်သွားပြီပေါ့နော် ဒီကောင်လေးမှာကြတော့ကျွန်တော်တို့ဒီဒီကောင်လေးဒီလိုပုံစံမျိုးရောက်သွားပြီဒီလိုပုံစံမျိုးရောက်သွားတဲ့အခါကျတော့ရှိရင်ကျွန်တော်တို့ဒီကောင်လေးကိုမလုံးမလဲဆိုရင်ဆေးပေးရမှာဘူးနော်ဒီမှာရှေးဆိုတာလေးကိုတစ်ချက်နှိပ်မယ်ပြီးတော့ရင် download ဆိုတဲ့ cloud လေးကိုတစ်ချက်သွားနှိပ်လိုက်ပါမယ် okay ဒီဖက်မှာသူက fish 2 fish 1ရှိတာဗနာဒါကျွန်တော်တို့ကဒီကောင်လေးက fish 2မှာလောက်ထားတာဖြစ်တဲ့အတွက် fish 2ကိုစင်ရမှာဗနာ ဒီနေရာမှာလည်းကျွန်တော်တို့တတိထားမှာက PNG ဆိုတာလေးကိုပဲသင်ပေးရမှာဖြစ်တယ်။ပြီးသားတော့ချစ်ရရင်ကျွန်တော်တို့ဒီဘက်မှာ transform background ဆိုတာလေးကိုယူမယ်။ဒီ color မှာကြတော့ဒီကိုချိုက်တဲ့ color လေးအဲယူလို့ရတာမနော်ဒီကောင်လေးမှာကျွန်တော်ကတော့ဒီဘက် channel မှာဘာကိုယူမလဲဆိုလို့ရှိရင်ဒီကောင်လေးကိုပဲ fish အဖြူအောင်ဝေးယူလိုက်ပါမနော်။စာလုံးအုံကိုကြတော့ပြီးသားတဲ့အခါကျရင်ဒီဘက်မှာ fish 2ဆိုတာလေးကိုတစ်ချက်ယူပေး fish 1ကိုဖြုတ်လိုက်ပါဦးနော်။ free ရဲ့ကျွန်တော်ဒီဘက်မှာ remove အဲဒီမှာ transform background ဆိုတဲ့ background အပေါက်နေတဲ့ပုံစံလေးကိုတစ်ချက်အမရှိရှိထားပါတော့ပြီးတော့ download ဆိုတဲ့လေးကိုတစ်ချက်နှိပ်ပေးပါဒီကောင်လေးဆိုလို့ရှိရင်ကျွန်တော် welcome ဆိုတဲ့ဒါ free engine နဲ့ကြာလာမယ်ကိုသိမ့်ကျင်တဲ့နေရာလေးမှာကျွန်တော်ကဒီဒီကောင်လေးကိုကြာတော့ desktop မှာပဲသိမ့်လိုက်မှာပေါ့နော်အလွေတူပြီးရင် save ဆိုတာလေးကိုနှိပ်လိုက်မယ်ပြန်ဒီ fish လေးကကြာတော့မယူတော့ဘူး delete fish ဆိုတာလေးကိုတစ်ချက်နှိပ်လိုက်ပါမယ်ပေါ့နော် အမနဲ့ရှင်လဲဒီတိုင်းရင်ထားလို့ရပါတယ်ဒါကြိလေးနေလိုက်ရင်အရာပါဘယ်နော်โอเคဒါဆိုရင်ကျွန်တော်ကဒီကောင်လေးမှာဘာကိုသွားမလဲဆိုရင် affair ဆိုရဲကောင်သွားမလား appf ဆိုရဲကောင်သွားမယ်ပြီးတဲ့ဒီနေရာလေးမှာ like ရှာမှာကကျွန်တော် transform ဆိုရဲကောင်ကို like ရှာမယ် trans form e me ဆိုတာလေးကို share like ရှာပါဘောနော်ဒီကောင်လေးကိုယူလိုက်မယ် ပြီးတော့ဒီကောင်လေးမှာဘာမှစဉ်းစားနေကြမလို့ဘူးကျွန်တော်ကဒီဘက်မှာ transform image ဆိုတာလေးကို share နှိပ်ပေးပေါ့နော်โอเคဒီဘက်မှာ shoe supply ဆိုတာလေးကိုကျွန်တော်ခုနက PNG တင်လိုက်တဲ့နေရာလေးကိုတစ်ချက်သွားယူပေးပါမယ်ပေါ့နော်ဒီနေရာလေးရောက်ပြီဆိုလို့ရှိရင်ကျွန်တော်ရေးထားတဲ့ကောင် welcome ဆိုပြီး welcome ကိုတစ်ချက်နှိပ်မယ် open ကိုတစ်ချက်နှိပ်လိုက်ပါမယ် အစရင်ဒီဆုံးမှကြတော့လေကျွန်တော်ဘလောက်ကြီးမှလဲဘလောက်သေးမှလဲချိန်လို့ရတယ်ပြီးတော့မှဒီကောင်လေးကိုကိုကြိုက်တဲ့ပုံစံလှည့်လို့ရတာပေါ့နော်ဒီလိုပုံစံလှည့်မလားသူက transform မှာသွားလှည့်လို့ရတာပေါ့နော်ပြီးရင်ဆုံးကိုနည်းနည်းလောက်သေးလိုက်မယ်ကျွန်တော် W တလုံးကပျောက်နေတာဖြစ်တဲ့အတွက်ပြီးရင်ဒီကောင်လေးဒီလားလားအနေထားဆိုရင်ရပြီလားပေါ့နော် adapt design ဆိုတဲ့ကောင်ကိုတစ်ချက်နှိပ်ပြီးမှ โอเคဒီလာလာအနေထားဆိုရင်ကျွန်တော်ကြိုက်ပြီဘယ်နေရာမှာထားမှာလဲပေါ့နော်နေရာကျွန်တော်ကဒီဒီနေရာမှာထားမယ်ဒါဆိုရင်ဒီခေါင်းလေးကညာလူပုံရဲ့အပေါ်မှာရောက်နေတာပေါ့နော်ဒါဆိုရင်လူပုံလေးကိုကျွန်တော်ကလူပုံရဲ့အနောက်ကိုစာကိုပို့ချင်တာဖြစ်တဲ့အတွက်ဒီလူပုံလေးကိုကျွန်တော်ကဘာလုပ်လိုက်မလဲဆိုလို့ရှိရင်ခုန reflection နိုင်မယ်ဒါဒါဒီဓာတ်ပုံမှာ reflection နိုင်မယ်နော်လေယာဆိုတဲ့နေရာလေးကိုသွားမယ် လေယာမှာကျွန်တော်ကနေပြီးတော့ show ဆိုရဲအကောင် show လေယာကိုတစ်ချက်နှိမ့်မယ်နော်ဒီဘက် channel မှာဘာကရင်က show လေယာကိုတစ်ချက်နှိမ့်မယ်ဒါဆိုရင်ဒီဘက် channel မှာလေယာလေးတွေမြင်နေရပြီပေါ့နော်လေယာလေးတွေမြင်နေရပြီဆိုလို့ရှိရင်ဒီကောင်မှာ right click ချနိုင်မယ် duplicate လေယာဆိုရင်ရပါတယ်နော် keyboard ဆိုရင်ဘာနှိမ့်ရမလဲ control d ကိုနှိမ့်ရမယ်အဲဆိုရင်ဒီဘက်မှာ duplicate ဆိုတာလေးနှိမ့်လိုက်မယ်ဒါဆိုရင်ဒီကောင်လေးက ဒီဓာတ်ပုံလေးကကြတော့ဒီဘက်ကစာကိုအပေါ်ကဓာတ်ပုံနဲ့လာဖုံးတာပေါ့နော်ဒါက background image ဖြစ်တဲ့ဒါအလေကကျွန်တော်တို့ထည့်ထားတဲ့စာကြောင်းဒါစာကြောင်းမှကြတော့ background မပါဘူးပေါ့နော်ဒါဆိုရင်ခုနကကျွန်တော်တို့ပွားလိုက်တဲ့ background ကကြတော့ defection လေးမှလာပြီးတော့ကျွန်တော်ထည့်ချင်တဲ့စာကိုအုပ်ထားတယ်အဲ့ခါကျမှဒီကောင်လေးကိုတစ်ချက်ပဲပွားမလဲဒီဘက်ကို remove background ဆိုတာလေးကိုတစ်ချက်နှိပ်လိုက်မယ်ဒါဆိုရင် remove ဆိုတာနဲ့သူကပျောက်သွားပြီပေါ့နော် အဲ့ခါကျမှဒီ background လေးဒီကောင်လေးကိုတစ်ချက်ဒီမှာလာထည့်လိုက်ပါမယ်။ဒါဆိုရင်သူနဲ့သူနဲ့ quality ကြားသွားပြီဆိုလို့ရှိရင်ကျွန်တော်ကဒီစာလေးစာလေးကနေပြီးတော့လူအနောက်ကိုရောက်သွားတာမဟုတ်နော်။ Okay ဒါဆိုရင်ဒါဒီဒီကောင်လေးကိုဒီလိုကိုဖန်နေရင်ရပါတယ်ပေါ့နော်။ဒါ position မှာလေးဖန်နေလို့ရတယ်လို့ဒီမှာလေးဖန်နေလို့ရပါတယ်။ Okay ဒါဆိုရင်ဒီလောက်ပါပြီနော်။အားလုံးပဲအဆင်ပြေမလို့ပြောနေတယ်။အဆင်ပြေကြပါစို့ခင်ဗျာ။